ဘုရားလက်ထက်ကအဖြစ်ပြက်ကလေးတစ်ခုပုံနာပီသဖို့ပုံနာလို့ခေါ်နိုင်ဖို့ဘယ်လိုအရေးချင်းနေလဲပြည့်စုံရမှာလဲလို့ညစွာဘုရားကသောဏဒါနဆိုတဲ့ပုံနာကြီးကိုမေးတော့သောဏဒါနပုံနာကြီးကပုံနာလို့ခေါ်နိုင်ဖို့ဆိုရင်ရိုးတန်ရမယ်ညိုညိုလေးတန်ရမယ်ဘေးရင်လေးတက်ရမယ်ကိုယ်ကျင်လေးကောင်းရမယ်ပညာလေးရှိရမယ်ဒီ၅ချက်နဲ့ပြည့်စုံမှာ ပုံနာလို့ခေါ်နိုင်ပါတယ်ဖေဟာတဲ့ဒီတော့မြတ်စွာဘုရားကမေးတယ်အဲ့ဒီငါးချက်ထဲကလျှော့မရတော့ဘူးလားလို့မေးတော့ပုံနာကြီးကရုပ်မလှလဲကျန်တဲ့၄ချက်နဲ့ပြည့်စုံရင် ပုံနာလို့ခေါ်နိုင်မှာပါတဲ့မြတ်စွာဘုရားကတကထပ်မေးတယ်အဲ့ဒီ၄ချက်ထဲကကိုထပ်လျှော့မရတော့ဘူးလားလို့မေးတော့ပုံနာကြီးကပြန်ဖြေတယ်မျိုးရိုးမတန့်လဲကျန်တဲ့၃ချက်နဲ့ညီရင် ပုံနာလို့ခေါ်နိုင်မှာပါတဲ့။ညဇွာဘုရားကထပ်မေးပြန်တယ်။ပုံနာကြီးအဲ့ဒီကျန်တဲ့သုံးရက်ထဲကတော့ထပ်လျှော့မရတော့ဘူးလားတဲ့။ဒီတော့ပုံနာကြီးကဘေးရင်မတက်လဲကျန်တဲ့ကိုကျင်တရားကောင်းခြင်းနဲ့ပညာရှိခြင်းဆိုတဲ့ဒီနှစ်ချက်နဲ့ပြည့်စုံရင်ပုံနာလို့ခေါ်နိုင်မှာပါတဲ့။ညဇွာဘုရားကထပ်မေးတယ်။အဲ့ဒီနှစ်ချက်ထဲကတော့ထပ်လျှော့မရတော့ဘူးလားလို့မေးတော့ပုံနာကြီးကမရတော့ပါဘူးခင်ဗျာတဲ့။ ကိုကျင်တရားကောင်းခြင်းနဲ့ပညာရှိခြင်းဒီနှစ်မျိုးတည်းကတော့လျှော့မရတော့ဘူးတဲ့။ရုပ်မလှတာမျိုးရိုးမတန်တာဘေးရင်မတက်တာတွေကပုံနာလို့ခေါ်နိုင်ပေမဲ့ကိုကျင့်တဲ့ပညာမရှိရင်တော့ပုံနာလို့မခေါ်နိုင်ပါဘူး။ဒါကဗုဒ္ဓလက်ထက်ကအမေးအဖြေလေးတစ်ခုပေါ့။ဒါလေးကိုဖတ်ပြီးတော့စိတ်ထဲမှာအတွေးလေးတစ်ခုပေါ်လာတယ်။ဘယ်လိုအတွေးလေးပေါ်လာလဲဆိုတော့ယုံမချောလေ လူလို့ခေါ်လို့ရတယ်။မျိုးရိုးမတန်လဲလူလို့ခေါ်လို့ရတယ်။စာမတတ်လဲလူလို့ခေါ်လို့ရတယ်။ဥစ္စာမရှိလဲလူလို့ခေါ်လို့ရတယ်။အာနာမရှိလဲလူလို့ခေါ်လို့ရတယ်။ခြေမပါလဲလူလို့ခေါ်လို့ရတယ်။လက်မပါလဲလူလို့ခေါ်လို့ရတယ်။အဲအတိတရားနဲ့ကိုကျင်တရားပြည့်ရွံ့နေသူကိုတော့ လူလို့မခေါ်တိုက်ဘူးလူဆိုတာကိုကအထာနဋ္ဌံမနသည်ဇာနာသည်သည်မနုသောလို့ခေါ်တာမဟုတ်လားအသည့်ရှိသူဖြစ်လို့လူတဲ့ဒါကြောင့်လူပိသတဲ့လူအဖြစ်နဲ့ခေါ်နိုင်ဖို့ဆိုရင်တော့လူပိသတဲ့လူအဖြစ်နဲ့နေခြင်းနဲ့ဆိုရင်တော့အသည့်ရှိပါကိုကျင်တရားကောင်းပါလူရဲ့အမှတ်လက္ခဏာဟာကိုကျင်တရားနဲ့ပညာဆိုတာမမေ့ကြဘူးသင်ပြလိုက်ရတယ်အားလုံးအားလုံး ီလနဲ့ပညာနဲ့ပြည့်စုံပြီးတော့လူပီတာတဲ့လူများဖြစ်ကြပါစေ။